ဥရောပသမဂ္ဂ EU ဟာ2029ခုနှစ်နှစ်ကုန်ပိုင်းမှာရုရှားသဘာဝတံခွေတင်သွင်းမှုကိုရပ်ဆိုင်ဖို့သဘောတူညီချက်ရရှိခဲ့ပါတယ်။ဒါဟာရုရှားတံခွေပိုက်ကောင်းကိုပြီးတိုင်ပိတ်လိုက်မဲ့ခြေလှမ်းဖြစ်တာကြောင့်ဥရောပကော်မရှင်ဥက္ကဋ္ဌကလည်းချီးကျူးပြောဆိုလိုက်ပါတယ်။ကျမတို့ဒီစာမျက်နှာကိုလှန်လိုက်ပြီးဖြစ်တယ်လို့အပြီးပိုင်းလည်းလှန်လိုက်တာဖြစ်ပါတယ်။ဒါဟာကိတိတခုရဲ့အာယုံုံဖြစ်ပြီးဥရောပရဲ့စွန့်အင်လို့အချက်ရုရှားစီကနေရာနှုံးပြအမိအခုကင်းမဲ့ခေဖြစ်ပါတယ်လို့သူကဆိုပါတယ် ယူကရိန်းကိုအလုံးစုံကျူးကျော်တိုက်ခတ်ပြီးနောက်ပိုင်းရုရှားဆွေးအင်သုံးဆွဲမှုကိုလျှော့ချဖို့ကတိပြုခဲ့ရမှာဥရောပရဲ့ရုရှားတန်းငွေတင်သွင်းမှုပမာဏဟာ2021ခုနှစ်မှာ45ရာခိုင်နှုန်းရှိခဲ့ရာကနေဒီနှစ်အောက်တိုဘာလအထိ12ရာခိုင်နှုန်းအထိကျဆင်းသွားပါတယ်။ဒါပေမဲ့ဥရောပအနေနဲ့ပိုင်လိုင်းကနေပေးပို့မှုတွေကိုလျှော့ချလိုက်ပေမဲ့ပင်လယ်ရေကြောင်းကနေတင်မောနဲ့တင်သွင်းမှုကတော့ဆက်ရှိခဲ့ပြီးရုရှား LNG တင်သွင်းမှုဟာဒီနှစ်ထဲမှာယူရို5ဘီလီယံလောက်အထိရှိမယ်လို့ခန့်မှန်းထားပါတယ်။ ဗုဒ္ဓဦးနေကရရှိခဲ့တဲ့သဘောတူညီချက်အရရုရှားပိုက်လိုင်းတံခွေကို2029စက်တင်ဘာလကုန်မှအစင်းလိုက်ရဆိုင်သွားမှာဖြစ်ပြီး LNG တင်သွင်းမှုကိုတော့လာမယ့်နှစ်ကုန်မှပိတ်ပင်သွားမှာဖြစ်ပါတယ်။ကော်မရှင်အနေနဲ့ကြန့်ရှိနေသေးတဲ့ရုရှားရေနံတင်သွင်းမှုတွေကိုလည်းဆုံးသက်ချင်နေပြီးလာမယ့်နှစ်မှာဥပဒေမူကြမ်းတင်သွင်းမှုရှိပါတယ်။ဒါပေမဲ့ဒီသဘောတူညီချက်ဟာဖွဲ့ဝင်နိုင်ငံတွေစီကနေစိန်ခေါ်မှုတွေနဲ့အင်ဆိုင်နေရပြီဖြစ်ပါတယ်။မော်စကိုကလာတဲ့သဘာဝတံခွေနဲ့ရေနံအပေါ်ကြီးကျယ်မီခိုနီယာဆဲဖြစ်တဲ့ ဆလိုဗက်ကီးယားနိုင်ငံကဥပဒေကြောင်းအရဆောင်ရွက်နိုင်မဲ့နည်းလမ်းတွေကိုချိန်ဆနေတယ်လို့ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးကလည်းသူ့နိုင်ငံမှာအစီအစဉ်ရှိပြီးသားလို့ပြောပါတယ်။ Repower EU အစီအစဉ်ကိုတရားဝင်အတည်ပြုလိုက်တာနဲ့ဥရောပတရားရုံး EU Court of Justice မှာကျွန်တော်တို့ချက်ချင်းကန့်ကွက်သွားမှာပါ။ဥပဒေလုံထုံလုံးကြီးတွေကိုမဆိုင်မတွက်စတင်သွားပါမယ်။ကြိုတင်ပြင်ဆင်မှုတွေလည်းလှုပ်ဆောင်နေပါပြီ။ဟန်ဂေရီရဲ့စွမ်းရည်လုံခြုံမှုကိုကာကွယ်ဖို့လိုအပ်တာမှန်သမျှလှုပ်ဆောင်သွားမှာပါလို့ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ တစ်ဖက်မှာလည်းခရမလင်နန်းတော်ကဒီလောက်ရက်ကိုရှုံးချလိုက်ပြီးဒါဟာဥရောပကိုရှင်ပြိုင်နိုင်စွမ်းကျဆင်းစေမယ့်အပြင်လူလူတွေအတွက်ကုန်စည်နှုန်းတွေပိုမြင့်တက်လာစေလိမ့်မယ်လို့ပြောကြားလိုက်ပါတယ်ရှင်။